မင်္ဂလာပါရှင်နိုဝင်ဘာ၄ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနယ်ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကအကြောင်းအရာတချို့ကိုပြန်လည်စုစည်းဖော်ပြပေးလိုက်ပါရရှင်။အာနာသိန်းစစ်ကောင်စီရဲ့မဟာမိတ်ကိုကန့်ဒေတာဥက္ကဋ္ဌဟောင်းပယ်ဆောက်ချိန်အပါအဝင်ပယ်မိသားစုဝင်၅ဦးကိုတရုတ်တရားရုံးကတေးတန်းချမှတ်လိုက်ပါရတယ်။တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံးပြည်နယ်ထဲမှာရှိတဲ့စိန်ချစ်မြို့အလက်တန်းပြည်သူတရားရုံးကရာဇဝတ်ကြောင့်ဆွဆွဲချက်တွေရင်ဆိုင်နေရတဲ့ပယ်မိသားစုဝင်၅ဦးကို နိုဝင်ဘာ၄ရက်နေ့မှာတည်တဲ့စီရင်ချက်တွေအသေးသေးချခဲ့တာဖြစ်ပါတယ်။သူတို့နဲ့ကြံရပါတွေအဖြစ်ဆွဆွဲခံရသူတွေကိုတော့ထောင်တန်း20အပါဝင်နှစ်ရှည်ထောင်တန်းတွေနဲ့ငွေတန်းလိုတိကျပြစ်ဒဏ်တွေပါချမှတ်ခဲ့တယ်လို့သိရတာပါ။ဒါအပြင်ဆွဲချက်တင်ခံရသူတွေဟာပိုင်ဆိုင်မှုတွေတည်ယူခံရတာနေနေခံရတာမျိုးအခြေအနေတွေနဲ့ပါကြုံရမှာဖြစ်ကြောင်းတရားရုံးဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ပယ်ဆောက်ချိန်နဲ့တားဖြစ်သူကိုကံပြည်သူစစ်ခေါင်းဆောင်တအူးဖြစ်တဲ့ပယ်ရင်ချမ်းတို့နဲ့အတူ ရန်လိကျန်၊ဟူရှင်းကျန်၊ချန်ကွမ်ပြီတို့၅ဦးဟာတေတံစီရင်ချက်ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။နောက်ထပ်လီဖူရှူနဲ့လီရှီဒီဆိုသူ၂ဦးကတော့နှစ်နှစ်ဆိုင်းငံ့ထားတဲ့တေတံစီရင်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။မိသားစုပိုင်းလက်နက်ကင်တက်အင်အားကိုတုံးပြီးပယ်မိသားစုဟာကိုကန့်ဒေသမှာဖွံ့ဖြိုးရေးစီမံကိန်းနမေခံဇုံ၄၀တခုကိုတိစောက်ပြီးတော့ကြားဖြန့်လုပ်ငန်းတွေတရားမဝင်ကာစီနိုတွေလူသတ်မှုပြန်ပေးမှု တရားမဝင်တဲ့ဇက်ဖြတ်ကျော်မှုနဲ့တခြားဒုစရိုက်လုပ်ငန်းတွေကိုဆောက်ရွက်ခဲ့တယ်လို့တရားရုံးကဆိုပါတယ်။သူတို့ရဲ့ဒုစရိုက်လုပ်ငန်းတွေလဲပတ်မှုဟာယွမ်29ဘီလီယံဖိုးထီများပြခဲ့ပြီးတရုတ်နိုင်ငံသား6ဦးသေဆုံးခဲ့တယ်လို့တဦးကိုကိုကိုအဆုံးစီရင်စေတဲ့အထိဖြစ်စေခဲ့ကြောင်းတရားရုံးကဆိုပါတယ်။နောက်ပြီးပယ်ရင်ချက်ဟာမက်သမက်ဖက်တမင်မူရစေဝါစက်တဒန်တရားမဝင်ထုတ်လုပ်မှုမှောင်ခိုရောင်းဝယ်မှုတွေအတွက်ပါဆွဲချက်တင်ခံခဲ့ရပါတယ်။အဲ့ဒီစိန်ကျစ်မျိုးအလက်တန်းပြည်သူတရားရုံးဟာ ပေးဆောက်ချိန်နဲ့အပေါင်းအပါတွေကိုပထမဆုံးအကြိမ်ရုံးချင်းခေါ်ယူပြီးကြားနာမှုတွေကိုစက်တင်ဘာ19ရက်ကနေ22ရက်အထိအထောက်လိုက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူတို့တွေကိုငွေကြေးလိမ်လည်မှုကြိုတင်ကြံစီမှုလူသတ်မှုရည်ရွယ်ချက်ရှိရှိနာကျင်စီမှုပြန်ပေးဆွဲမှုငွေညှစ်မှုတရားမဝင်ကာစီနိုလုပ်ငန်းတွေလှုပ်ရှားမှုပြည်တစားအဖြစ်အထမခိုင်းစေမှုဥပဒေမဲ့ချုပ်နှောင်မှုမူရစေဝါထုတ်လုပ်မှုမှောင်ခိုရောင်းဝယ်မှုတွေနဲ့စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ် ပယ်ဆောက်ချိန်ကိုတရုတ်အစိုးရက2023ဒီဇင်ဘာလမှာကြားဖြန့်တန်တရားမှုနဲ့ဖန်ဝရံထုတ်ခဲ့ပြီးနောက်ထပ်တလခွဲကျော်လောက်အကြာမှာတော့အာနာသိန်းစစ်ကောင်စီကသူ့ကိုတရုတ်စီလက်လွဲပေးခဲ့ပါတယ်။သူအပါအဝင်22ဦးဟာ2025ဇူလိုင်မှာတော့တရုတ်အစိုးရရဲ့စွဲချက်တင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်ရှင်။လက်ရည်ကန်ဗျူဟာနဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖျက်တောက်ထားနိုင်ပြီးဗျူဟာရဲ့ပပတ်လယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။ အမ်ဘဒန်လမ်းပိုင်းမှာအကြီးဆုံးစစ်စခန်းဖြစ်တဲ့နယ်ရေကန်ဗျူဟာဂုံးကိုအာရခတပ်တော် AA နဲ့မဟာမိတ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်စစ်ကောင်စီတပ်ကနယ်ရေကန်ဗျူဟာတဲကိုလူအင်အားလေးချောင်းကနေလည်းမပို့နိုင်တော့ပဲရဲခါတွေပဲပြစ်ချလို့ရတော့ကြောင်းစစ်ရေးသတင်းရင်းမြစ်တအုပ်ကပြောတာပါနောက်ပြီးကုန်းချောင်းကလာတဲ့အဖွဲ့တွေလည်းဗျူဟာအထိမပောက်တော့ပဲပတ်ချလဲမှာဖြတ်တောက်ခံထားရတယ်လို့သူကဆိုပါတယ် မြေပြင်ကနေစစ်ကူပို့ဖို့ကြိုးစားတဲ့စစ်ကြောင်းတွေကစစ်မှုထမ်းတင်နန်းစင်တပ်သားတွေထွက်ပြေးနေကြပြီးအေအေနဲ့မဟာမိတ်တွေကဇက်တိုက်ဖမ်းမိနေပါတယ်စစ်တုံးပန်းတွေရဲ့ပြောဆိုမှုအရဗျူဟာထဲမှာတက်အင်အား300လောက်ကျန်ပြီး90လောက်ဒဏ်ရာရနေတယ်လို့တခြားစစ်ရေးသတင်းရင်းမြစ်တအုပ်ကလည်းပြောပါတယ်နရရကံဗျူဟာထဲမှာတော့တောင်ထိပ်ဒေသဖြစ်လို့စုထိုင်းစမြင့်မာတဲ့အတွက်ရေဒါပျက်စီးမှုကနေကာကွယ်နိုင်ဖို့ကဘာလုံးပုံစံမြူကာစနစ်လုပ်ထားပါတယ် ဒါပေမဲ့ဒီနှစ်စံပိုင်းကစပြီး AA ကထိုးစစ်ဆင်လာတဲ့အခါရေဒါကိုစစ်ကောင်စီကဖြုတ်သိမ်းထားပါတယ်။ဒါကြောင့်မလို့အခုလက်ရှိမှာအဲ့ဒီအဆောက်အအုံကိုစစ်တပ်ကဘန်ကာအနေနဲ့တုံးနေပြီးဒဏ်ရာရစစ်သားတွေကိုအဲ့ဒီကဘာလုံးပုံအဆောက်အအုံထဲမှာထည့်ထားတယ်လို့သတင်းရှင်းမြစ်ကဆိုပါတယ်။ဗျူဟာကုန်းကိုအပီးသက်သိမ်းယူဖို့အတွက်လက်ကျန်တပ်စခန်းတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကအောက်တိုဘာ15ရက်မှာထုတ်ပြန်ထားပါတယ်။နယ်ရီကန်ဗျူဟာကုန်းကို AA နဲ့မဟာမိတ်တွေက ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာထိုးစစ်စတင်ခဲ့တာဖြစ်ပါတယ်ရှင်။လူသေဆုံးထိခိုက်မှုများပြားခဲ့တဲ့စကိုင်းငလင်ကြီးအပီးစစ်ကောင်စီတပ်ကငလင်ဘေးတင်ဒေသတွေအပါအဝင်နိုင်ငံတဝန်း၄ချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်ခဲ့လို့ပြည်သူ1600ကျော်သေဆုံးခဲ့ကြောင်းသိရပါတယ်။စစ်တပ်ရဲ့၄ချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူ1600ကျော်ထဲမှာကလင်းငယ်တွေလည်းပါဝင်ခဲ့ကြောင်း NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရှိရတာဖြစ်ပါတယ်။မတ်လ28ရက်ကငလင်ဘေးကြောင် အပြည့်ရက်စဲကြောင့်အာနာသိန်းစစ်တပ်ကြီးညာခဲ့ပေမဲ့ငလင်လှုပ်တဲ့နေ့အပါအဝင်လက်ရှိအချိန်ထိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေစုမိုးထိန်းချုပ်ရာနယ်မြေဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်အရှိန်မြှင့်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရအာနာသိန်းပြီးချိန်ကနေ2025မေလကုန်အထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအကျဉ်းရေ2800ကျော်ရှိခဲ့ပြီးတေဆုံးသူ3100ကျော်ရှိခဲ့တယ်လို့ဂျွန်လ၄ရက်မှာအသိပေးထားပါတယ်။ ငလင်လုတ်တဲ့မတ်လ28ရက်ကနေအောက်တိုဘာလကုန်အထိ9လတာအတွင်းမှာဆွေးလဲစစ်တပ်ရဲ့နိုင်ငံတော်လေးချောင်းတိုက်ခိုက်မှုပေါင်း1686ကြိမ်ရှိခဲ့ပါတယ်ဒီဖြစ်စဉ်တွင်မှာပြည်သူ1632ဦးသေဆုံးခဲ့ရတာပါဒဏ်ရာရသူတွေတဲကလည်းထပ်ပြီးသေဆုံးတာတွေရှိလို့သေဆုံးမှုအရေအတွက်ကအခုထက်ပိုများနိုင်တာကိုလည်းတွေ့ရပါတယ်စစ်အုပ်စုက2025ဒီဇင်ဘာမှာကျင်းပဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲမတိုင်ခင်မှာလေးချောင်းစစ်စင်ရေးတွေ အကြမ်းဖက်မှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်နေတာဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းမှာပြန်ပေးဆွဲခံရတဲ့ဝိစိန်ရွှေဆိုင်ကားပေါ်ပါသူတွေပြန်လွတ်မြောက်လာကြောင်းနှိစက်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ29ရက်မနက်ပိုင်းကမုံရွာမန္တလေးလမ်းပေါ်မြင်းမှုမြို့နယ်ဗဒက်တိုင်းကျေးရွာအနီးမှာမန္တလေးမြို့ဝိစိန်ရွှေဆိုင်ကနေမုံရွာမြို့စီရွှေသွားပို့မဲ့ဆိုင်ဝန်တန်း3ဦးပါကားတစ်စီးကို လက်နက်ကင်လူတစုကဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဖမ်းခံရပြီး6ရက်အကြာနိုဝင်ဘာ3ရက်မှာတော့ဆိုင်ဝန်တန်း3ဦးကိုပြန်လွှတ်လိုက်တယ်လို့နှိစက်သူတွေကပြောပါတယ်။ဒီလူတွေကိုအဝတ်တထည်ကိုတစ်ခုနဲ့ပြန်လွှတ်လိုက်တာလို့သိရတာပါ။ငွေပေးရခြင်းရှိမရှိ မသိရသေးပဲကားအပါအဝင်ရွှေထည်တွေနဲ့တခြားပစ္စည်းတွေတော့ပြန်မရဘူးလို့သိရပါတယ်။ပြန်ပေးဆွဲခဲ့တဲ့လက်နက်ကင်အဖွဲ့ကိုလည်းမသိရသေးပါဘူး။အဲ့ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီးစစ်လော်ဘီတွေကစကမ်းခရိုင် PDF တရင်တစ်ကလုတ်တယ်ဆိုပြီး Telegram channel တွေကနေဝါဒဖြန့်ခဲ့ကြပါတယ်။ဒါနဲ့ပတ်သက်ပြီးစကန်းခရိုင်တရင်တက်ကစစ်အုပ်စုဟာမဟုတ်မမှန်သတင်းထုတ်နေခြင်းသာဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်ရှင်။သူသဘောမကျတဲ့လူကနယူးယောက်မြို့တော်ဝန်ဖြစ်လာမယ်ဆိုရင် Federal အစိုးရရဲ့ရန်ပုံငွေထောက်ပံ့မှုတွေကို short ချပြစ်မယ်လို့ American သမ္မတ Donald Trump ကချိန်ချောက်ခဲ့ပါတယ်။ Trump ကနယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာ Andrew Cuomo ကိုထောက်ခံကြောင်းကြေညာခဲ့ပြီးမဲဆန်တာရှင်ပြည်သူတွေအနေနဲ့လည်း လက်ဝဲရင်းမြို့တော်ဝန်လောင်းဇိုရန်မမ်ဒန်နီကိုစွန့်ပယ်ကြဖို့တိုက်တွန်းခဲ့ပါတယ်။နယူးယောက်သားတွေအနေနဲ့ကူအိုမိုကိုပုံကိုရေးအရာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမဲပေးကြရမှာဖြစ်ကြောင်းတခြားရွေးစရာလည်းမရှိကြောင်းကူအိုမိုကလည်းထူးခြားပြောင်မြောက်တာတွေလှုံ့ဆော်ပြဖို့သူမျှော်လင့်ကြောင်းထရမ့်ကလူမှုကွန်ရက်မီဒီယာ Truth မှာရေးသားထားခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကမမ်ဒန်နီစီကတော့ဘာမှမျှော်လင့်စရာ မရှိဘူးလို့ဝေဖန်သွားပါတယ်။ကူအိုမိုရောမမ်ဒန်နီပါ ထရမ့်ရဲ့ပြိုင်ဘက်ဒီမိုကရက်တစ်ပါတီဝင်တွေဖြစ်ကြပြီးလူထုအမြင်စစ်တမ်းတွေမှာတော့မမ်တန်နီကအသာစီးရနေပါတယ်။ကူအိုမိုကတော့သူ့ကိုထရမ့်ကထောက်ခံတယ်ဆိုတဲ့အပေါ်ဘာမှမခံစားရဘူးလို့ပြောပါတယ်။တကယ်တမ်းကျတော့ထရမ့်ကသူ့ကိုထောက်ခံနေတာမဟုတ်ပဲမမ်တန်နီကိုစန့်ကျင်ထားတာဖြစ်တယ်လို့ကူအိုမိုကပြောပါတယ်။ထရမ့်ကသူ့ရဲ့ဇာတိဖြစ်တဲ့နယူးယောက်မြို့မှာမမ်တန်နီသာမြို့တော်ဝန်အဖြစ်တင်မြှောက်ခံရရင်ဖက်ဒရယ်အစိုးရရဲ့ရန်ပုံငွေခွဲဝေပေးမှုတွေကို အနိုင်ဆုံးအဆင့်မျိုးထိရှော့ချဖို့စဉ်းစားထားကြောင်းလဲအရေးအမွတ်သတိပေးထားပါတယ်။နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာ Republican Party ကိုစားပြုဖြစ် Curtis Lee ဝါလဲပါဝင် ရှင်ပြိုင်နေပါတယ်။သူက Republican Party ဝင်လို့ပေါ်ကန်ဘက်ဆိုပေမဲ့ Slee ဝါကိုထောက်ခံမှာမဟုတ်ကြောင်း Trump ကပြောပါတယ်။နောက်ပြီး Trump ကပြီးခဲ့တဲ့သတင်းပတ်ကုံမှာလဲ Mamdani ကို Communist တူးလို့ဆွဆွဲပုတ်ခတ်ခဲ့ပါသေးတယ်။နယူးယောက်ကို Communist တယောက်ကချဲလဲအုပ်ချုပ်နေတဲ့အခါမှာ အမေရိကန်သမ္မတအနေနဲ့ဒါကိုထောက်ခံပြီးငွေကြေးတွေအများကြီးပံ့ပိုးပေးဖို့တွေးရခတ်သွားပြီလို့သူကပြောပါတယ်။ကွန်မြူနစ်မျိုးတော်ဝင်တယောက်စီပေးပို့တဲ့ငွေကြေးမှန်သမျှဟာဖြုံးတီးမှုတသက် ဖြစ်လာလိမ့်မယ်လို့လည်းထရမ့်ကမှတ်ချက်ပေးထားတာပါ။မမ်တာနီကတော့ထရမ့်ရဲ့စကားတွေဟာဥပဒေနဲ့ညီညွတ်စီလျော်မှုမရှိဘဲချိန်ချောက်မှုဖြစ်ကြောင်းတုံ့ပြန်သွားခဲ့ပါတယ်။နယူးယောက်မြို့ဟာပြီးခဲ့တဲ့ဗန်ဒါယီနှစ်တုန်းကဖက်ဒရယ်အစိုးရစီကနေဒေါ်လာ9.4ဘီလီယံလက်ခံရရှိခဲ့ပါတယ်ရှင်။ မက္ကဆီကိုနိုင်ငံမှာမြို့တော်ဝန်တဦးလှုပ်ကြံတပ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ပြည်သူတွေကြားမကျေနပ်မှုတွေမြင့်တက်နေပါတယ်။ဥရူရာပန်မြို့တော်ဝန်ကာလို့စ်မန်ဇူဟာပြီးခဲ့တဲ့သတင်းပတ်ကုံကသူ့မြို့ရဲ့မရဏနေအခမ်းအနားအစည်းအဝေးတွေအတော်တွင်ပြစ်သက်ခံခဲ့ရတာဖြစ်ပါတယ်။မက္ကဆီကိုရိုးရာဒလိအရာကျင်းပလေးရှိတဲ့အဲ့ဒီနေ့က Halloween နေ့နဲ့သဘောတရားချင်းဆင်တူပါတယ်။ November 10ရက်နေ့ညပိုင်းကသူဟာဖျောင်းတိုင်မျိုးထိုးပွဲတစ်ခုမှာပါဝင်နေရင် တနတ်သမားတယောက်ရဲ့ခုနှစ်ချက်ပြစ်ခတ်တာကိုခံခဲ့ရပါတယ်။မြို့တော်ဝန်ဖြစ်သူတာဝန်ယူနေတဲ့ဥရူရာပန်မြို့တရှိရာမီချိုကန်ပြည်နယ်ဟာမက္ကဆီကိုအနောက်ပိုင်းကမူရင်မောက်ကိုဂိုင်းတွေဩဇာလွှမ်းမိုးရာနေမည်တစ်ခုဖြစ်ပါတယ်။အခုလှုပ်ကြံမှုကိုလည်းမူရင်စေဝါမောက်ကိုဂိုင်းတစ်ခုခုကကျူးလွန်တယ်လို့ယုံကြည်ရပါတယ်။လွန်ခဲ့တဲ့တစ်လလောက်တုန်းကမြို့တော်ဝန်မန်ဆိုဟာမီချိုကန်နယ်ကန်တွေနဲ့တွေ့ဆုံဆွေးနွေးရာမှာမူရင်မောက်ကိုဂိုင်းတွေကိုဖက်ဒရယ်အစိုးရကထိထိရောက်ရောက်မှနှိမ်နေရင် ဒေသခံတွေကိုယ်တိုင်လက်နက်ကင်ပြီးကိုကိုကိုကာကွယ်သင့်ပြီလို့ပြောခဲ့ပူးပါတယ်။အဲ့ဒီရာစုအကိုင်းတွေဟာလူသတ်မှုတွေငွေညှင်းမှုတွေကြဲကြဲပြန့်ပြန့်ကျူးလွန်နေပေမဲ့ Federal အစိုးရကအကိုင်းတွေတားဆီးနိုင်စွမ်းမရှိဘူးလို့လည်းသူကဝေဖန်ခဲ့ပါတယ်။မန်ဆိုလုံးကြံခံရမှုနဲ့ပတ်သက်လို့လူထုကြားမှာဝေဖန်မှုတွေမြင့်တက်လာပြီးဘာကြောင့်အဲ့ဒီလောက်လုံခြုံရေးစီးခက်လွယ်လွယ်ကြိုးပေါက်ခဲ့တယ်လဲဆိုတာကိုလည်းမေးခွန်းထုတ်နေကြပါတယ်။ရဲတွေကတော့တနက်သမားကိုပြစ်တက်ခဲ့ပြီး တန်တရားရှိသူ2ဦးကိုဖမ်းဆီးခဲ့တယ်လို့ပြောကြားထားပါတယ်။အသက်40အရွယ်မန်ဆိုလှုပ်ကြံခံရမှုနဲ့ပတ်သက်လို့လူတို့ရဲ့မကြေမနက်အုံကြွမှုတွေဟာနိုဝင်ဘာ2ရက်နေ့မှာတော့စန္ဒပြပွဲတွေအဖြစ်ပြောင်းလဲသွားပါတယ်။ဥရူရာပန်နဲ့ဒေတာရင်းကမျိုးတချို့မှာလူစုလူဝေးနဲ့ချီတက်ပြီးဂျူးစီရိုက်ဂိုင်းတွေကိုဖိပိဂျူးစီနှိမ်နှင်းပေးဖို့အစိုးရကိုတောင်းဆိုခဲ့ကြပါတယ်။ရဲတွေကပြစ်တက်ခဲ့တယ်ဆိုတဲ့တနတ်သမားကဘသူပဲဝါဆိုတာကိုလည်းအခုထိမသိရသေးပါဘူး။လုံခြုံရေးကင်မရာမှတ်တမ်းတွေအရာ သူဟာလုံးကြံမှုမတိုင်ခင်ဥရူတော်ပန်ကဟိုတယ်တလုံးမှာငှားရဲနေထိုင်ခဲ့ပြီးအနည်းတစ်ဝိုက်ကိုလှည့်လည်သွားလာစောင့်ကြည့်မှတ်သားထားဟန်ရှိတယ်လို့ယုံကြည်ရပါတယ်။လုံးကြံမှုနဲ့ပတ်သက်လို့လောလောဆယ်ပြည်내အစိုးရကတာဝန်ကိုကင်တွယ်စစ်ဆေးနေပေမဲ့ဖက်ဒရယ်အစိုးရဘက်ကလည်းအကူအညီတောင်းခံလာရင်ပူပေါင်းပေးဖို့ကမ်းလှမ်းထားကြောင်းသိရပါတယ်ရှင်။အီတလီနိုင်ငံရောမမြို့မှာအလဲခေရှေးလက်ရမျောစင်ကြီးတစ်ခုပြိုကျမှုကြောင့်လူတအူးသေဆုံးခဲ့ပြီးပတ်ဝန်းကျင်ဒေသခံတွေကိုလည်းအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ပြန်လည်မုံမှန်ထိန်းသိမ်းမှုတွေလှုပ်ဆောင်နေတဲ့အဲ့ဒီမျှော်စင်ကြီးဟာနိုဝင်ဘာ3ရက်နေ့ကတစိမ့်တစ်ပိုင်းပြေးကျခဲ့ပြီးရှောက်လုံရေဝန်တန်းတဦးတိဆုံခဲ့တာလို့ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။တိဆုံသူဟာရိုမေးနီးယားနိုင်ငံသားတဦးဖြစ်ပြီးအပြက်စီးတွေအောက်ကနေသူ့ကိုခက်ခက်ခဲခဲရှာဖွေကဲထုတ်ခဲ့ရတာပါ။ကဲဆယ်ရေးတွေကသူ့ကိုစေယုံစီရွှေ့ပြောင်းတိဆောင်သွားချိန်ထိသူကသတိရှိနေခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။အဲ့ဒီရိုမေးနီးယားနိုင်ငံသားကိုကဲတင်နိုင်ဖို့ အစွမ်းကုန်မစုံမနစ်ကြိုးစားခဲ့ပေမဲ့ခြေကွဲစရာအဖြစ်အရာမထင်ခဲ့ဘူးလို့ Empire 2အမှတ်၁ဆေးရုံကကြေညာခဲ့ပါတယ်။ရောမမျိုးလည်းကရှေးလက်ရာမျောစင်ဟောင်းကြီးပြိုကျမှုအပြီးအဲ့ဒီနေရာတဝက်ကိုအသွားလာကန့်တက်ထားပါတယ်။မျောစင်ပြိုကျခြင်းကအထဲမှာလူ၃ဦးရှိနေခဲ့ပြီးနှစ်ဦးကတော့ကိုယ်တိုင်လွတ်မြောက်လာနိုင်ခဲ့တာပါ။တူကဒင်ယာပြင်းလို့ဆေးရုံမှာကုသမှုခံရဆဲဖြစ်ပါတယ်။ပြိုကျမှုဖြစ်ပေါ်တဲ့တိုရီတိုင်းကိုတီမျောစင်ကရောမရဲ့အလဲခက်လက်ကျန်အဆောက်အအုံတွေတဲကတစ်ခုဖြစ်ပြီး ကဘာလက်ခရီးသွားတွေချားမှာလဲရေပန်းစားပါတယ်ဆက်3ရာစုတုန်းကအဲ့ဒီမျောစင်ကိုတိဆောက်ခဲ့ပြီးမူလက164ပေကနေ196ပေအထိမြင့်ခဲ့မယ်လို့ယူဆရပါမိ့အခုတော့65ပေပဲကျွန်းကြံပါတော့တယ်ဘာလို့လဲဆိုတော့14နဲ့ဆက်ခွန်ရာစုတွေတုန်းကလှုပ်ခတ်ခဲ့တဲ့ငလင်းတွေအတွင်းမျောစင်ရဲ့အပေါ်ပိုင်းအထက်တွေပြက်စီးခဲ့ပြီးအဲ့ဒီအပိုင်းတွေကိုပြင်ဆင်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ဖြိုချခဲ့ရကြောင်းသိရပါပါတယ်ရှင်။ People Spring ရဲ့နောက်ဆုံးရသတင်းတွေနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။